ဒီနေ့လုပ်ပေးမယ့် tutorial လေးကတော့ Stainback ရဲ့ Cubase Pro 4D မှာ Cubase Stainback ကပဲထုတ်တယ် Patron Layer ဆိုတဲ့ plugin နဲ့ Vocary Trainly Base တွေကိုတလိုင်းချင်းခွဲထုတ်တာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော် Cubase မှာ file out က import import ကနေပြီးတော့ audio file အဲ့မှာကျွန်တော်သုံးနေကြသခြင်းပဲဆိုမျိုးသူပဲခေါ်လိုက်မယ်။ကျွန်တော် MP3 file ကိုခေါ်လာဖြစ်တဲ့အတွက်ဒီကနေမေးတာပေါ့နော်သူ wave ပြောင်းမယ်ပေါ့။အဲ့ဒါကိုကျွန်တော် new နှိပ်လိုက်မယ်။ project file လေးကိုဒီရှင်းအောင် copy ကူးမလားဆိုတော့ကူးမယ်။နောက်44.1နဲ့48ပြောင်းမယ်ပေါ့နော်အဲ့ဒါ၄ကျွန်တော် okay ပဲနှိပ်လိုက်မယ်။ဒီ plan က processing လုပ်တာ၄တယ် CPU run လည်းတော်တော်အုပ်တယ်ဗျ။ဒီကောင်ကိုကျွန်တော်မြန်ဆန်သွားအောင်လို့နည်းနည်းတချင်းကိုတိုးပလိုက်မယ်။ကျွန်တော်နည်းနည်းဖြတ်တောက်ပလိုက်မယ်ပေါ့နော်။ solo mire mi poi na ma ne dar shu se kan ni re u ba jo me di lam pai so ni re ဒီဟာလေးမှာကျွန်တော်ဖြတ်လိုက်မယ်ဗျတဖြတ်ဖြတ်ပြီးတော့ကျွန်တော်ဆိုလိုနေရာလောက်ကိုသွားလိုက်မယ်ဒီနေရာလောက်မှာကျွန်တော်တဖြတ်ဖြတ်လိုက်မယ်ဒီကောင်ဖြတ်လိုက်မယ် ဒီကောင်ဒီမှာဆွတ်ကတ်လိုက်မယ်ဆူနေလာမကြီးမန်ဆူနေဒီနေရာလေးမှာကျွန်တော်တစ်ဖက်ဖြတ်လိုက်မယ်ဒီနောက်ကဟာကိုကျွန်တော်ဖြတ်လိုက်တော့ဒါဆိုနည်းနည်းတူသွားတဲ့အတွက် process လုပ်တဲ့အချိန်တူသွားမယ် intro နဲ့ first line နဲ့ solo နဲ့ ကျွန်တော်ကျွန်တော် bounce လုပ်လိုက်မယ်ဒီ bounce လုပ်ပြီးွားတယ်ဒီ file ကိုကျွန်တော်နှစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီဘက်ပြီးမှာဒီ trail ကို select လုပ်လိုက်ရင်ဒီမှာ no extension ဆိုပြီးပြနေတယ်ဒီဘက်ဘက်ချမ်းမှာ inspector pin ရဲ့ဒီနေရာမှာပေါ့နော် no extension ဆိုတာရှိတယ်ဒီကောင်လေးမပေါ်ဘူးဆိုရင်ဒီမှာဒီဟာလေးကိုနှိပ်ပြီးပေါ်လို့ရတယ် no extension မှာကျွန်တော် spectrum layer ဆိုတာကိုယူလိုက်မယ်ခဏဆောင်ပေးရတယ်ရပြီ spectrum layer ဒါဆိုရင်ဒီဘက်ထဲမှာကျွန်တော် module ကိုနှိပ်လိုက်မယ်အဲ့ထဲမှာမှာကျွန်တော် and mix sound ဆိုတာရှိတယ် and mix sound နှိပ်လိုက်မယ်နှိပ်လိုက်တော့ဘာပြောင်းញင်လဲပေါ့ vocal ရယ် drum ရယ် guitar ရယ် piano saxophone brass bass ဒါတွေပေါ်လာတယ်အကုန်လုံးကိုကျွန်တော်ရွှေ့လိုက်တယ်ဒီမှာ quality ကို fast ရှိတယ် high ရှိတယ် extreme ရှိတယ် extreme ကတော့အကောင်းဆုံးပေါ့ high ကတော့လည်းလဲ fast ကတော့အမြန်လောက်တာပေါ့ကျွန်တော် tutorial လောက်တာဖြစ်တော့ fast ပဲရွှေ့လိုက်မယ်ဗျာမြန်အောင်လို့ပြီးကျွန်တော် apply နှိပ်လိုက်ခဏစောင့်ကြည့်ရမယ် ဘောက်စ်တက်လာပြီအဲ့ချိန်ကျရင်လေးဝတဲ့ဆက်ကတော်တော်အုပ်တယ်ဗျ CPU ရောရမ်ဟောမောက်စ်ထရီတော့မှတော်တော်လေးဝတယ်ကျွန်တော်ကောင်က i5 6 gen ram ကတော့16ပါအဲ့တော့ကွန်ပျူတာမြင့်တဲ့လူတွေပဲသုံးပါကွန်ပျူတာနှိမ့်တဲ့လူတွေတော့မသုံးပါနဲ့အရန်လေးတယ်ဒါကျွန်တော်ကတော့အားလုံးဘူးတူတိုက်ရအောင်လို့တက်တက် tutorial လုပ်ပေးတာပါတခြား software တွေကသူ့ထက်ဆိုင်ပေါ့ပါတယ် ဒါ first လောက်ထားတာမှကြာသေးတယ်။တချင်းတစ်ပုတ်လုံးလည်းဖြစ်မယ် quality ကိုလည်း extreme အကောင်းဆုံးကိုယူထားမယ်ဆိုရင်တော့တော့ကြာမှာပါ။နိုင်ဝက်တနာယူကိုကြာသွားနိုင်ပါတယ်။ပြီးသွားပါပြီ။ပြီးသွားရင်ကောင်ကျွန်တော်ပိတ်လိုက်လို့ရပြီ။ပိတ်ပြီးတော့ဒီမှာ layer ဆိုတာရှိတယ်။ဒီ layer ကိုနှိပ်လိုက်ရင်အောက်မှာ channel တွေကွဲထွက်လာတယ်။ဟိုဂျူကိုခဏပြန်ပိတ်လိုက်မယ်။ JAW ပထမဆုံးကျွန်တော်တို့ than five so me to အောက်က vocal drum guitar piano saxophone press ပြီးအာဒါ vocal solo လို့ပြီးနောက်ထောင်ကြည့်မယ်။ စုရကမကြီးမလူတွေချုပ်ချက်ကနေတယ်ဘာကြောင့်မယုံကြည်လုံရှုံလုံးနေတယ်မိဖွဲ့နာမလဲတာရရှုံချက်ကနေတယ်ဒါပိုကယ်လိုက်မှာနောက်ကျွန်တော် drum line ကိုနားထောင်ကြည့်မယ် drum line ကတော့ထိတ်ဆုံးမှရှိရတဲ့အတွက်ထိတ်ဆုံးသွားလိုက်မယ် ာဒရမ်လိုင်းကျွန်တော်ဂီတာလိုင်းကိုဖွင့်လိုက်မယ်တန်နေအရှင်းမပြောက်ဘူးအဆိုတန်နေနဲ့ပါနေတယ်ကလင်းကြတာတန်ပါတယ် ထာတန်ကတော့အရင်အကောင်းကြီးမရဘူးဖန်အနေနဲ့ဆိုလိုရင်းနဲ့ရောထွေးရယ်ကျွန်တော်ပြီးရင်လို့တန်ပြန်နှောင်းကြည့်မယ်ရင်တို့တိုင်းလည်းအရန်အကောင်းကြီးမဟုတ်ဘူးတခြားတန်တွေပါ ရောပါနေတယ်အောက်ကဆက်ဆိုဖုန်း and break ဆိုကျွန်တော်နှိပ်လိုက်မယ်ဆိုလို့ ဆိုဆိုဖုန်းတယ်လည်းသိမကောင်းဘူးဘေးရှိမယ်ဘေးဆိုဖုန်းကြည့်လိုက်မယ်ဘေးတန်လည်းအခြားတန်လေးနည်းနည်းပါနေသေးတယ်အာသာဘာသာ အားသာတော့အကုန်ရောထွေးပြီးတော့ overhead လို့တာမျိုးဖြစ်တယ်။ဒါလေးကတော့ no stain back jubis pro 40မှာ stain back ကပဲထုတ်တဲ့ spectrum layer ဆိုတဲ့ plan ရင်းတလိုင်းချင်းခွဲထုတ်တဲ့နီလိုင်းလေးပါမတိသေးတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်တိကျင်တာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်လိုအပ်ရင်ကျွန်တော် video လုပ်ပြီးတင်ပေးပါမယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦးကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်လည်ဆုံတွေ့ပါမယ်